မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကို သင်ကြားပြသပေးနေတာဖြစ်ပါတယ်ရှင်ပထမနေ့ကပင်စမာတဲ့မြန်မာသားဖတ်စာမှာပါဝင်တဲ့အေထွန်းနဲ့ပဲရှိသီးပင်များဆိုတဲ့ နော်ဝိတုတိုလေးကို ပထမနေ့ကဖတ်ပြပေးသွားတာဖြစ်ပါတယ်ဒီနေ့မှာတော့နောက်ထပ်မေကွန်းလေးတွေကိုဖြေစုံနီးလေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီအေထွန်းနဲ့ပဲစေသီးပြည်များဝိတုတိုတဲမှာခက်စစ်၃လုံးပါတာဖြစ်ပါတယ်ပထမအလုံးကတော့အခါယူတဲ့အဲ့အခါယူဆိုတဲ့အတိတ်ဘယ်ကတင့်တော်ဆုံးအချိန်ကိုရွေးချယ်သည်တဲ့နံပါတ်၂ကဟင်းစား ဟင်းစားဆိုတာကတော့အိမ်နိုင်ချက်ပြုတ်စားရင်ဟင်းလျာတဲ့နံပါတ်3ကမျက်နာပွင့်မျက်နာပွင့်ဆိုတာကတော့နှစ်သက်လိုလားသူ ပေါများသည်တဲ့ဒါလေးကတော့ဒီအေးထွန်းနဲ့ပဲရှိသီးပင်များဝိတုတို့ထဲမှာပါဝင်တဲ့ခက်စစ်ကလေး၃လုံးဖြစ်ပါတယ်အခါယူဟင်းစားမျက်နာပွင့်ကဲဒါဆိုရင် နေကျင်ကန်းလေးတွေကိုစက်ကြည့်အောင်နေကျင်ကန်းလေးတွေမှာဘာတွေပါသလဲဆိုတော့နံပါတ်1ကနေပြီးတော့ရင်ခွန်အထိပါတာဖြစ်ပါတယ်1ကနေခွန်အထိပါတာမှာဒီ6နဲ့ခွန်နဲ့ကတော့ပြန်ပြီးတော့ကလေးတွေရဲ့ညံရည်ညံသွေးနဲ့တို့သူတို့ရဲ့ဒီဝိတုတို့အပေါ်သုံးသက်ချက်ကိုပြန်လဲရေးသားခိုင်းထားတာဖြစ်ပြီးတော့ဒီနံပါတ်1ကနေ9အထိရတော့ဝိတုတို့အကြောင်းကိုမေးထားတာဖြစ်ပါတယ်။ကဲဒါဆိုရင်နံပါတ်1 တရားအောင်ဝိတုတွင် ပါဝင်သူများကို ဖော်ပြပါတဲ့ဝိတုမှာပါဝင်တဲ့သူတွေကတော့အေထွန်းရဲ့အေထွန်းအဖေရဲ့အေထွန်းရဲ့တငယ်ချင်းသားအေးတို့ကနေပြီးတော့ရင်အဓိကပါဝင်ထားတာဖြစ်ပါတယ်နံပါတ်1အေထွန်းဤဖခင်ကအဘဲကြောင့်တင်းညာအတက်နေတွင်ပဲရှည်သည်ပင်စိုက်စေခြင်း ဖြစ်သည်နီးတဲ့အေထွန်းရဲ့ဖခင်ကအဘဲကြောင့်တင်းညာအတက်နေမှာ တန်းရှည်သီးပင်ကိုစိုက်ပျိုးစေတာတည်းလေတဲ့ဒါဆိုရင်အဖြေလေးကဘာလဲဆိုတော့နော်အထွန်းဤဖခင်ကဆိုပြီးတော့ပြန်ကောက်မယ်နောက်တင်းညာအတက်နေမှာအခါယူပြီးတော့ဟင်းသီးဟင်းရဲ့ရှားတဲ့အချိန်နဲ့ကြိုက်အောင်စိုက်ပျိုးရတဲ့အတွက်ကြောင့်မလို့တင်းညာအတက်နေမှာပဲရှည်သီးပင်စိုက်ပျိုးခြင်းဖြစ်ပါတယ်တဲ့နော်စိုက်တာကတော့နော်လူတိုင်းက စိုက်လို့ရတယ်တန်တဲ့အပင်တွေစိုက်လို့ရတယ်ဒီဝိတုထဲမှာတော့ပဲရှိသေးပင်ဆိုတဲ့အတွက်ကြောင့်မလို့ပဲရှိသေးပင်ထည့်ပြီးဖြည့်ရတာဖြစ်ပါတယ်ကဲဒါဆိုနံပါတ်3မိကုံးလေးကြည့်အောင်ပဲရှိသေးပင်များကို ရေလောင်းသည့်အခါအေထွန်ဤစိတ်သဘောတာမြည်သောဖြစ်သွားသည်တဲ့ပဲရှိသေးပင်တွေကို ရေလောင်းရတဲ့အခါမှာအေထွန်ရဲ့စိတ်ကဘလို့ဖြစ်သွားသလဲတဲ့နော် ပဲရှိသီးပင်နေစဆိုင်တဲ့အချိန်မှာသူဟာမိုးရွာဖို့အဝေးကြီးလိုနေတဲ့အချိန်၆တွေ့တဲ့ရာသီတင်းညာအတက်နေနော်ဒီအချိန်မှာဒီပဲရှိသီးပင်နေစိုက်တဲ့အခါမှာရေရေထမ်းပြီးတော့လောင်းရတယ်လောင်းရတဲ့အခါမှာအေးထွန်းဟာသူ့ရဲ့ပခုံးနေတော့နာကုန်တော့မယ်ဆိုပြီးတော့ရင်သူကညှို့ညင်းတဲ့စိတ်ကလေးဖြစ်လာတာနော်အဲ့ဒါကိုဖြေပေးရမှာကဲဒါဆိုရင်နံပါတ်3ရဲ့အဖြေကိုကြည့်အောင်ပဲရှိသီးပင်များ ရေလောင်းရသည့်အခါမိုးရွာဖို့အဝေးကြီးလိုနေခြင်းရေထန်းလောင်းရ၍မသက်တာလှပါပခုံးမှာအနာဖြစ်တော့မယ်လို့ညွန်ညင်တာညွန်ညင်မိပါသည်ဒါအေးထွန်းရဲ့စိတ်သဘောဓာတ်လေးကဲနောက်တစ်ခုကအေးထွန်းဤစိတ်သဘောတာမြည်သူပြောင်းလဲသွားသည်တဲ့အဘဲကြောင့်ပြောင်းလဲသွားသည်တဲ့နံပါတ်၄မိကုန်းအေးထွန်းဤစိတ်သဘောတာ မိတော်ပြောင်းလဲသွားတယ်နီအဘဲကြောင့်ပြောင်းလဲသွားတယ်နီတဲ့ဒီမေကုံးလေးကို ဖြည့်ရမယ်ဆိုရင်တော့နော်ပက်ရှင်သီးပင်နေရောင်းချလိုက်တဲ့အခါမှာသူကပိုက်ဆံလေးအများကြီးရလာတယ်ရလာတဲ့အခါမှာအေးထွန်းကပိုက်ဆံကိုကြည့်ပြီးတော့အန်အောဝမ်းသာစိဖြစ်မိတယ်ဒါငါလောကနဲ့ရတဲ့ပိုက်ဆံတွေပါလားစားကုန်ဆိုတာ ပေါ်များရင်တံပိုးမရှိဘူးရှားပါးမှာတံပိုးရှိတယ်ဆိုတာကိုအထွန်းကသိသွားတယ်ဒါကြောင့်မလို့သူ့ရဲ့စိတ်သဘောတာ ပြောင်းလဲသွားတယ်ဒီလိုလေးဖြေပေးရမှာဖြစ်ပါတယ်နောက်နံပါတ်5ဇက်ဆောင်ပြောစကားအရာအထွန်းဤဖခင်သည်မြည်သို့သော စိတ်သဘောတာအမျော်အမြင်ရှိသူ ဖြစ်တည်းတဲ့ဒါလေးကတော့ခြုံငုံပြီးပြောရရင် နော်အထုံးရဲ့ဖခင်မှာအမျော်အမြင်ရှိသူ သူတပါးကိုလှုပ်ခြင်းကာကြင်သိရှိအောင်တင်းသွင်းတတ်သူရလာတော့အသည့်အပွင့်တွေကိုလည်းမျှတစွာ ခွဲဝေတတ်သူ ပြုတ်လုတ်ပေးသူကိုလည်းစိတ်အားထက်သန်စေဖို့ငွေကြေးကိုစီမံခန့်ခွဲပေးတတ်သူတားကိုလည်းအလုတ်ကိုလက်တွေ့လောက်ကင်တတ်စေရန်လက်ပြပေးသူ ဆိုပြီးတော့ရင်ဇက်ဆောင်နေရဲ့ပြောစကားအရာအေထွန်းဖခင်ရဲ့စိတ်သဘောထားကိုသိရှိရပါတယ်တဲ့။ကဲနောက်နံပါတ်6သင်တို့ကိုယ်တိုင်အေထွန်းကဲ့သို့မိဘကိုကူညီပေးပါသလားတဲ့။ဘယ်လိုကူညီပေးဘူးတလဲတဲ့။ဒါလေးကတော့နော်ကိုယ်မိဘတွေကိုဘယ်လိုကူညီပေးတယ်လဲဆိုတာမေးထတာမိဘကိုကိုယ်ကိုယ်တိုင်မိဘကိုကူညီခဲ့တဲ့ဟာကိုပြန်လဲပြောပြရမှာဖြစ်ပါတယ်။နောက်နံပါတ်9ကတော့ ဝိတုတောကိုဖတ်ပြီးနှစ်သက်ပါသလားတဲ့အဘဲကြောင့်နှစ်သက်ရသည်ကို ရေးပါတဲ့ဒါလေးကတော့နော်ဒီအေထွန်းနဲ့ပဲစီသီးပြီးမြဝိတုတောကိုဖတ်ပြီးတဲ့အခါမှာဒီဝိတုတောကိုကြိုက်တယ်ဆိုရင်နှစ်သက်တယ်ဆိုရင်နော်ကြိုက်ပါတယ်နှစ်သက်ပါတယ်ဘာကြောင့်နှစ်သက်ပါတယ်ဆိုတဲ့ဟာကိုကလေးတွေကပြန်လဲရေးပေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ကတော့ခက်စစ်ကလေး၃လုံးနဲ့ ဒီမေကွန်လေး၅ခုကိုဖြည့်ပြပေးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်